မင်္ဂလာပါရှင် Nikki Way Media မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်တစ်ခုဖြေပါမယ်။နောက်တစ်ခုကတော့အာ time management ကိုကောင်းအောင်ဘယ်လိုလုပ်ရပါမလဲဒီချဲလို့မိထားရပဲဖြစ်တယ်ပေါ့နော်။အာဒီချဲတို့က time management ဆိုရင်ထင်တတ်ကြတာပေါ့နော်။အချိန်တိုလေးတွင်းမှာအလုံးအများကြီးပြီးတာကို time management ကောင်းတယ်လို့ထင်တတ်ကြရပေါ့နော်။ ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကိုကလှုပ်တင်လှုပ်ထိုက်တဲ့အရာကိုလှုပ်ရမယ့်အချိန်မှာလှုပ်တာက time management ကောင်းတယ်လို့တချို့ကတော့မြင်ပါတယ်။ဒါကြောင့်မို့လို့ကိုကိုကိုပြန်ပြီးတော့လေ့လာရမှာပေါ့နော်။အဲကိုရဲ့ timeline တွေမှာဥမာကိုလှုပ်ချင်တာတွေပဲ share ဆက်လုပ်နေရလား။ကိုလှုပ်တင်တဲ့အရာကိုအဲချိန်တွေဆွဲပြီးတော့နောက်တည်းရွှေ့ပြီးတော့ပေါ့နော်။ဥမာကိုကအဲအလုပ်တစ်ခုမှဆိုရင် deadline ရှိရဲ့ကျောင်းမှာဆိုလို့ရှိရင်လည်းစာမွေးရှိရဲ့ဒါမျိုးပေါ့နော်။ကိုအချိန်ကိုအစီအစဉ်တကျချပြီးတော့လှုပ်သွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းလာ ာပါလိမ့်မယ်။နောက်တစ်ခုရှိတာတချို့အခုနေနေတူသွားမှာပေါ့နော်။ကိုယ့်ရဲ့လုံနိုင်စွမ်းအားကိုလည်းပြင်ကြည့်ရပါမယ်။တချို့ကနေတနေ့မှာ9နာရီပဲကိုက productivity အများမြင့်နေပေါ့နော်။ productivity မြင့်နေဆိုတာကိုယ့်ရဲ့ ားထုတ်ပြီးတော့အလုပ်လုပ်နိုင်တဲ့ဆိုရင်က9နိုင်နဲ့6နိုင်ပဲရှိရဆိုရင်ကိုလုတ်တဲ့အလုပ်တွေမှာဒီ34နိုင်ရှိနေပြီမယ်လေပေါ့နော်ကိုလုတ်တဲ့လုတ်ထိုက်တာကိုဒီ9နိုင်6နိုင်တွေမှာရှင်းတော့ပြီးအောင်လုပ်ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကိုကိုပြန်ပြီးတော့ကြည်တင်ပါတယ်တယောက်နဲ့တယောက်နဲ့ကလုံနိုင်ရေးဆိုင်အားလည်းမတူဘူးပေါ့နော်ဥမာတချို့တွေကညဘက်ကြတော့မှတော့အားကြီးလုတ်လုတ်တာလည်းရှိချစ်ရပေါ့နော်အဲ့တော့ကိုကိုကိုကြည့်ဖို့ပဲလိုပါတယ် ိုရဲ့ productivity အမြင့်ဆုံးအချိန်ကဘယ်မှာလဲဘယ်လိုလုပ်ရလဲပေါ့နော်ဒါလေးတွေကို share ပါအဲဒီအချိန်မှာပေါ့နော်ကို management schedule လုပ်တဲ့အချိန်မှာလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့အရာတွေလုပ်ဖို့အတွက်ကို plan ချစီခြင်းပါတယ်အဓိကတော့ schedule ကောင်းတယ် plan ကောင်းတယ်ဆိုရင်တော့ဒီလူယောက်ကသူ့အလိုလျောက် time management ကောင်းလာမှာပဲဖြစ်ပါတယ်သူတရားဖြစ်ပြခြင်းပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုး Mickey Way Media ကအခု ုတာရရှိတဲ့ program လေးတွေကိုဆက်လက်တင်ပြသွားမှာမို့လို့နောက်လဲစောင့်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်